ကျွန်တော်သိလိုက်ရတာညနေ4နိုင်5နိုင်လောက်မှကျွန်တော်သိလိုက်တယ်ပေါ့နော်ဒီမန္တလေးနယ်တောက်ရှောင်းမှာဖြစ်သွားတာသိလိုက်ရတဲ့အတွက်ကိုယ့်ရဲ့ customer တွေကိုဖုန်းဆက်ပြီးတော့တတ်နိုင်သလားပေါ့နော်လက်လန်းမိသလားဟိုမှတ်မိသလားပေါ့နော်ဟို customer တွေအရန်များတဲ့အခါကျတော့ကျွန်တော်အနေနဲ့လက်လန်းမမိတဲ့ customer တွေလည်းရှိတယ်ပေါ့အဲ့တော့လက်လန်းမိတဲ့ customer တွေကိုကျွန်တော်ဖုန်းဆက်မေးတယ်အဆင်ပြေလားအော်ဘေးကင်းရလားအဓိကတော့ဘေးကင်းမို့ပေါ့နော် မေးတဲ့အချိန်မှာတချို့ကစတမာတွေဆိုရင်ဒီဘေးမှာပါပြီးဆုံးရှုံးသွားတဲ့သူတွေအများကြီးပဲပေါ့ ာပါခင်ဗျာကျွန်တော်ကိုတာကြီးပါခင်ဗျာဟုတ်ကဲ့ပါငနှင်ဘေးကိုကြုံရတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းဒါ၁၁ထက်၁၀ထက်ပေါ်မှာရှိနေတာပေါ့နော်ကျွန်တော်စတူဒီယို၁၀ထက်ရှိတဲ့အခါကျတော့အဲ့ချိန်မှာအရန်ငနှင်ကအရန်ကြမ်းတယ်အရန်ကြမ်းပြီးတော့မှဟိုဘဝမှာတစ်ခါမှအဲ့လောက်ထိအကြာကြီးနေပေါ့နော်မကြုံမှုတဲ့အခါကျတော့ကိုယ်တိုင်လည်းဒီတပည့်တွေရော customer တွေရောခေါ်ပြီးတော့တိုက်ပေါ်ဆင်းပြေးခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ ကိုတိုက်ကြည့်လဲဘာမှမဖြစ်ဘူးဘာဝင်ကျင်လဲဘာမှမဖြစ်တော့အဲ့ဒီအချိန်မှာတော့ဒါတော့ပြင်းထန်လိမ့်မယ်လို့မတင်ဘူးဒါပေမဲ့အလုပ်တွေဆက်လုပ်ပြီးတော့ညမိုးချုပ် Facebook ကြည့်လိုက်တဲ့အခါကျမှအော်တော်တော်ပျက်စီးသွားတာပဲမန္တလေးဘက်စကိုင်းဘက်ဒီအထက်ဘက်မှာဒါတော်တော်ဟိုပျက်စီးဆုံးရှုံးမှုတွေရှိသွားတာပဲဆိုပြီးတော့စက်သိန်းတွေလည်းထားအောင်တဲ့အထီအောင်ဟိုဝမ်းနေရတယ်ဗောနောပြီးတဲ့အခါမှာစိတ်လည်းတော်တော်ထိခိုက်ပါတယ်အဲ့ဒါကြောင့်မလို့ချက်ရတဲ့မိဘပြည်သူတွေအတွက် ကိုဘာမြန်ပြန်လုတ်ပေးနိုင်မလဲတခုခုတော့ရအောင်လုတ်ပေးမယ်ဆိုပြီးတော့ဒါစိတ်ကူးနေတဲ့အချိန်မှာပဲအစိုးရဟန်တူးဆန်နဲ့ဒါစကားပြောမိပြီးတော့သူကလည်းကျွန်တော်နဲ့ပူးပေါင်းပြီးလှုပ်ချင်တယ်ဆိုတော့နှစ်ယောက်ပေါ့နော်ငွေ300စပြီးတော့မတီထားပါတယ်မတီပြီးတဲ့အခါမှာကျွန်တော်ဒီရေဘေး sorry အာမြင်းကလင်ဘေးအတွက်ကိုပေါ့နော်အကောင်းဆုံး ဒါပြန်လဲပြီးတော့လှုပ်ဆောင်ပေးနိုင်မှုအတွက်ကိုစူးစမ်းနေပါတယ်ခင်ဗျာအာပြီးတဲ့အခါမှာအာကိုရီနှစ်ယောက်ထဲရဲ့ပတ်စံသိန်းတရာတွေမကုတ်ဟုတ်ပဲနဲ့ပေါ့နော်ချယ်ရမီဘာပြည်သူတွေခုနှစ်ရက်သားသမီးတွေအလှူကျင်တဲ့သူတွေအတွက်ပါကျွန်တော်နိုင်ငံစော်ပြီးတော့မှဒါအာကျွန်တော် page ကလည်းအလှူခံအလှူခံ post လေးကိုတင်လိုက်တယ်အဲ့အတွက်ကျွန်တော်နဲ့ပတ်သက်တဲ့ယင်းဤတဲ့အာလုပ်ငန်းရှင်တွေမိတ်ဆွေတွေကလည်းကျွန်တော်ဝိုင်းပြီးတော့လှူပေးကြရတယ်ပေါ့နော်ပြီးတော့ဟန်ဒူဆန်ဆိုလည်းသူ့ရဲ့ပရိသတ်တွေအနေနဲ့ရက်ကပရိသတ်တွေကလည်းသူ့ကိုဝိုင်းပြီးတော့လှူပေးကြတဲ့အခါမှာကျွန်တော်တို့ရဲ့အင်အားလေးပို့ပြီးတောင်းသွားတာပေါ့ အဲ့ဒါကိုပူပေါင်းပြီးတော့ရရှိလာတဲ့ဒီငွေအင်အားလေးနဲ့ကျွန်တော်၃ရက်နေမှာစတင်ပြီးတော့လှူဒါန်းมาဖြစ်ပါတယ်ခင်ဗျာဒီနေ့မနေ့ဆိုလဲကျွန်တော်အာစုလိဖျားมาစုလိဖျားပန်းချံมาကျွန်တော်ကိုရိုင်းအလှခံထွက်ခဲ့ပါတယ်အာအဲ့မှာလမ်းလျှောက်တဲ့အဖွဲတွေရှိတယ်ဗောနော်အဖွဲတွေကလည်းလာခဲ့ပေးပါအလှခံ နာပေးပါဆိုပြီးဖိတ်ခေါ်တဲ့အတွက်ကြောင့်မလို့သွားပြီးတော့အလူခံခဲ့တယ်တဏ္ဍာရီလောက်အလူခံရုံနဲ့တင်ကျွန်တော်တို့28သိန်းလောက်ရရှိခဲ့ပါတယ်ပြီးတော့ကျွန်တော် page ကနေအာဘယ်လိုပြောရမလဲအလူခံတဲ့ပတ်စံတွေအာဟန်တူဆန်ဘက်ကနေအလူခံတဲ့ပတ်စံတွေပေါင်းလိုက်မယ်ဆိုရင်လည်းအခုသိန်း200ကျော်300နီးပါးလောက်ရှိပြီကျွန်တော်တို့မတည်ထားတဲ့သိန်း100နဲ့ပေါင်းမယ်ဆိုရင်တော့အနည်းဆုံးသိန်း300ကျော်400လောက်ကတော့ကျွန်တော်တို့လက်ထဲမှာရှိနေပြီပေါ့နော်အဲ့ဒါကို3ရက်နေမှာသွားရောက်လူတန်းမှာဖြစ်ပါတယ်မန္တလေးအင်းဝတရားဦးနောက်ပြီးတော့ကြောက်ဆဲပျော်ပွဲစကိုင်း င်းပေါ့နော်ဒီနေရာတွေကိုကျွန်တော်လှူဒန်းဖို့အတွက်ကိုအားလုံးပြင်ဆင်ထားပြီးပါပြီခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့အတွေ့အကြုံတော့သူများအတွေ့နဲ့မတူဘူးပေါ့နော်ကျွန်တော်တွေ့တာတော့ဟိုခုနပြောတဲ့ဟိုဘယ်လိုတခြားလူနဲ့မတူဘူးဆိုတာသူများအပြစ်ပြောတာမဟုတ်ဘူးနော်ကိုယ့်ရဲ့အတွေ့လေးကတော့အော်ကိုအနေနဲ့ပစ္စည်းတွေဝယ်သွားမယ်ပစ္စည်းတွေလောက်သွားမယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ချက်ရမိဘပြည်သူတွေလိုအပ်တာလည်းရှိမယ်မလိုအပ်တာလည်းရှိမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ငွေသားကိုအဓိကထားပြီးတော့ကျွန်တော်လှူဒန်းခြင်းနဲ့တစ်အချက်ပြီးတော့ထမင်းပေါ့နော်ချက်ချင်းကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာစားရဖို့အတွက် အရေးကြီးတယ်ဗောနအဲ့တော့ကျွန်တော်ထမင်းအာလူအယောက်3000ဇာလောက်ကိုကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲလူအယောက်3000ဇာလောက်ပြင်ဆင်ထားတယ်ပြီးတော့ဂျန်တဲ့ဟာတော့ကျွန်တော်တို့တအိမ်ထောင်ဗောနအနည်းဆုံးတသိန်းလောက်လှူနိုင်အောင်ကျွန်တော်တို့စ조사ပါမယ်တကယ်တမ်းပျက်စီးသွားတဲ့သူတွေကိုထိထိရောက်ရောက်ဗောကိုနိုင်တဲ့အားလေးနဲ့ဗောနော조사တော့မှာပါဒါကတော့ကျွန်တော်တို့ရဲ့ပထမအောင်ဆုံးခြေလှမ်းပါခင်ဗျာဒုတိယခြေလှမ်းလည်းဆက်ပြီးတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်သုံးသက်တာပေါ့နော်အခုဖြစ်သွားတယ်ငလင်ဘေးဆိုတာဒီအာရေဘေးနဲ့မတူဘူးပေါ့အာရေဘေးဆိုတာကရေကျသွားမယ်တပတ်နေလို့ကျသွားမယ်ဆန်းနေလို့ကျသွားမယ်ဆိုတဲ့အခါကျရင်အာကိုယ့်ရင်ကိုယ်ပေါ်ပြန်တက်နေလို့ရတယ်အာ normal life ကိုပြန်ရောက်လို့ရပါပေါ့အခု ခုငလင်ပေးကြတော့အဲ့လိုမဟုတ်ဘောနော်ကိုရဲ့ပိုင်ဆိုင်တဲ့အသက်အိုးရင်စီးစိမ့်နေတာဆုံးရှုံးသွားတာဒီဆုံးရှုံးသွားတဲ့အရာတွေပြန်ရဖို့ဆိုတာဒါနှစ်နဲ့ချီပြီးကြာပါနှစ်နဲ့နှစ်နဲ့ချီတယ်ဆိုတာတော့မှဒါဘယ်လိုပြောရမလဲတာဝန်ရှိသူတွေဘက်ကလည်းကူညီပေးအောင်မှပေါ့နော်ဖက်ဖက်ကနေပြီးတော့မှပံ့ပိုးမှုတွေအားကောင်းမှသာလာနေဒါ6လတနှစ်အတွင်းမှာကျွန်တော်တို့ပြန်နေပြီးတော့ဖန်တီးလို့ရမှာပေါ့နော်အဲ့တော့ကြောင့်မလို့ဒုတိယခြေလှမ်းအနေနဲ့ဘာလေးလုတ်ပေးခြင်းလဲဆိုတော့ ခုလိုအုံးဟဲ့အိမ်မဲဖြစ်သွားတဲ့သူတွေကိုခဏတာနားခိုလို့ရတဲ့နေရာလေးတွေဖြစ်အောင်ဖန်တီးပေးဖို့အတွက်ကိုလည်းဆက်ပြီးတော့စူးစမ်းနေပါတယ်ခင်ဗျာโอเคပါအခုလို့ဖြစ်သွားတဲ့အခါမှာကျွန်တော်သိလိုက်ရတာညနေ4နိုင်5နိုင်လောက်မှာကျွန်တော်သိလိုက်တယ်ပေါ့နော်ဒီမန္တလေးနယ်တောက်ရှောက်မှာဖြစ်သွားတာသိလိုက်ရတဲ့အတွက်ကိုယ့်ရဲ့ customer တွေကိုဖုန်းဆက်ပြီးတော့တတ်နိုင်သလားပေါ့နော် လန်လန်မိတလောက်ဟိုမှတ်မိတလောက်ပေါ့နော်ဟို customer တွေအရန်များတဲ့အခါကျတော့ကျွန်တော်အနေနဲ့လန်လန်မမိတဲ့ customer တွေလည်းရှိတယ်ပေါ့အဲ့တော့လန်လန်မိတဲ့ customer တွေကိုကျွန်တော်ဖုန်းဆက်မေးတယ်အဆင်ပြေလားအော်ဘေးကင်းရလားအဓိကတော့ဘေးကင်းမို့ပေါ့နော်မေးတဲ့အချိန်မှာတချို့ customer တွေဆိုရင်ဒီဘေးမှာပါပြီးဆုံးရှုံးသွားတဲ့သူတွေအများကြီးပဲပေါ့မယ်နူးအောင်ချောင်းရှိတဲ့ရွာ customer ဆိုလို့ရှိရင်နောက်နှစ်မှာ ကျွန်တော်နဲ့အလှူလှုပ်ဖို့ဆိုပြီးတော့ကျွန်တော်အလှူအပ်ထားတာပေါ့နော်အာဒီနေ့မှလည်းအလှူလှုပ်တယ်ဒါသမီးအကြီးကအလှူလှုပ်တယ်နောက်နေ့ကျရင်သမီးအငယ်ကအလှူလှုပ်ဖို့အတွက်ကျွန်တော်နဲ့အလှူအပ်ထားတယ်အခုဖုန်းဆက်လိုက်တဲ့အခါကျတော့အဲ့ဒီအမေကကျွန်တော်အတန်ထဲကြောင်းချုံမွဲချပြီးငိုတာကိုသားခိလေးရဲ့ဆိုဖုန်းဖွဲချပြီးငိုတာဒီဘက်ကလည်းဘာပြန်ပြောမှမသိဘူးအဲ့ကျွန်တော်နဲ့လှူဖို့လှုပ်ထားတဲ့အလှူမှတာမီဆိုလို့ရှိရင်ဈေးဝယ်သွားတာအိမ်မှာဖြစ်တာပေါ့ဘူးဈေးဝယ်သွားတာစကိုင်းဘက်ကိုဈေးဝယ်သွားတာ သူတို့ဝယ်နေတဲ့ဆိုင်ကပြိုကျပြီးတော့တခါတည်းအသက်ဆုံးရှုံးသွားတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံရတယ်အများကြီးပဲပေါ့နော်ကိုယ့်ရဲ့ customer တွေအများကြီးကြုံရတာဖြစ်တဲ့အတွက်သူတို့တွေစီကိုရောက်သွားချင်တာဟိုဘယ်လိုပြောရမလဲပတ်စံနဲ့လှူလိုက်လေရတယ်ပေါ့နော်အဖွဲ့အစည်းတစ်ခုကိုပတ်စံနဲ့လှူလိုက်မယ်ဆိုရင်လည်းဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးလေ ကိုယ့်ရဲ့မြစ်တာတွေကိုယ့်ရဲ့နှွထွေးမှုတွေပါသူတို့ဟိုပေးချင်တာပါပေးချင်တဲ့အတွက်ကြောင့်မလို့၃ရက်နေမှာအရောက်သွားမယ်သွားပြီးတော့အားလုံးအားပေးမယ်ဘောနော်ဒီနေတောက်လျှောက်မှာရှိတဲ့ customer တွေကိုနေပြီးတော့ customer တယောက်ဆိုရင်ဘောနော်ပတ်စံလည်းရှိတယ်ဟိုဘယ်လိုပြောရမလဲအဲခက်စကားနဲ့ပြောမယ်ဆိုရင်တော့ဟို ခစ်စခါနဲ့ပြောမယ်ဆိုရင်တော့ဟိုငွေလဲချမ်းသာတယ်သုံးထိုင်စွမ်းအားလည်းရှိတယ်ဗောနော်ကျွန်တော်စီမှာအများနဲ့အာမိတ်ကပ်တွေလိမ့်တယ်ပြီးလို့ရှိရင်အိမ်တောင်ရှင်မစ်တယ်ပြိုင်တယ်ဗောနော်နိုင်ငံသားအထီးတောင်သွားပြိုင်ဖို့အတွက်ကိုရည်ရွယ်ထားတဲ့အမတယောက်ဆိုရင်အာသူ့ကိုကျွန်တော်ကတော့ဖုန်းမဆက်လေးမိဘောနေပြီးတော့ဆိုတော့ဟိုအရင်ကြီးမဖြစ်ဘူးလို့ပဲထင်တဲ့အတွက်သူ့စီကနေကျွန်တော်စီကိုဖုန်းလာတယ်ဖုန်းလာတယ်သူအဲ့လိုပဲအိမ်နေလဲပါသွားတယ်သူဒီတိုင်းပဲဗောနော်ဟိုဘုန်းကြီးเจ้าမှာသူနေနေရတယ်ဆိုပြီးတော့ ဟိုဖုံးဆက်လာတယ်ဗောနော်တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာဒါကတော့ဒါတယောက်နှစ်ယောက်ကိုကျွန်တော် point out ထုတ်ပြတာပါဒီထက်ပိုပြီးတော့အများကြီးလဲအဲကြုံတွေ့ရတယ်အဲ့တော့ဟို၃ရက်နှစ်သွားတဲ့ခါကျရင်စိတ်ထဲမှာဗောနော်ပြင်ဆင်သွားတယ်ဗောနော်ကိုကိုတိုင်းကသူတို့နဲ့တွေ့တဲ့ခါကျလို့ရှိရင်မပြိုလဲဖို့ရဲ့ရဲ့ရေမချမိဖို့ရဲ့ဗောနော်ကိုကနေစပြီးတော့အားပေးရမှာသူတို့ဟိုဘာစကားနဲ့ပြောပြီးအားပေးရမလဲဆိုတာမျိုးတော့ ကိုလည်းမတွေးတတ်တော့ဘူးဗောနော်ဟိုပြောပြဆရာစကားလုံးလည်းမရှိဘူးဒါပေမဲ့တွေ့ရင်တော့ပြဖတ်ထားမှာဗောကျွန်တော်ဆိုလို့ရှိရင်အာ Facebook ကိုခုမကြည့်မိတာတော်တော်ကြာပြီပေါ့နော်နှစ်ရက်လောက်ရှိပြီအာ Facebook ကြည့်လိုက်ပြီလို့အဲ့ဒီအာမြင်းကလေးတရင်တစ်ပုတ်တက်သွားပြီဆိုတာ Facebook ရဲ့သဘောတရားတောက်လျှောက်ဒီတရင်တွေရောက်လာတာလေမခံစားနိုင်ဘူးပေါ့နော်မခံစားနိုင်တဲ့အတွက်မကြည့်ပြအောင်နေတယ်ကို့မှာပေါ်လာလို့ရှိရင်လည်းကျွန်တော်ကြော်လိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ဟို ကိုချင်းမစားပြလို့မဟုတ်ဘောနော်ဟိုဘယ်လိုပြောရမလဲမခံနိုင်ဘူးမကြည့်နိုင်ဘူးအဲ့လောက်ထိကျွန်တော်ကျွန်တော်အသေးမမာဘူးဘောနော်ကျွန်တော်မကြည့်နိုင်ဘူးအဲ့တော့ဘာတွေလုပ်ပေးရင်ကောင်းမလဲဆိုတာကိုပဲအမြဲတမ်းစဉ်းစားနေတယ်အကောင်းဆုံးဖြစ်အောင်ဟိုစူးစမ်းပေးမယ်အဲ့လိုပဲတွေးထားပါတယ်ခင်ဗျာပြီးတွေးတဲ့အခါကျရင်လည်းအာအကောင်းဆုံးနှစ်သိပ်ပြီးတော့ဘောနော်ကိုကိုတိုင်နဲ့ကိုကိုကိုတမ်းမအောင်စူးစမ်းပြီးသွားမှာပါခင်ဗျာစိတ်ထဲမှာဘောနော်ဟို ငလင်ပင်းကိုကြုံရတဲ့သူတွေကိုကိုချင်းစာမိတယ်ကိုသားဒီထဲမှာပြိမိနေဘယ်လိုရှိမလဲကိုသားရောပြိမိနေဘယ်လိုအသက်ရှင်အောင်ကြိုးစားမလဲပေါ့နော်ဆိုတော့အတွေးတွေနဲ့အဲ့မပြောတဲ့ညတွေလည်းအများကြီးပဲဖြတ်တန်းရတယ်အဲပြီးတော့ဟိုအခုပေါ့နော်ကျွန်တော်ပြောချင်တာကကျေးဇူးတင်ချင်တာတစ်ခုကဘာလဲဆိုရင်ကယ်ဆယ်ရေးလုပ်ပေးနေတဲ့သူတွေအကုန်လုံးကိုဒီနေရာနေ့ကျေးဇူးတင်ပါတယ်လို့ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ customer တွေစီကိုသွားမယ်မိဘပြည်သူတွေစီသွားမယ်ဆိုပေမဲ့လက်ခံတာတဲ့အလုပ်တွေရှိတယ်ဒီအလုပ်တွေကိုပြီးပြအောင်လုပ်ပြီးမှကျွန်တော်တို့သွားရတာပေါ့နော်ဒီကယ်ဆယ်ရေးသမားတွေဆိုရင်ဒါမျိုးမဟုတ်ဘူးအိုးပြစ်အိမ်ပြစ်အလုပ်ပြစ်အကင်ပြစ်နဲ့သူတို့သွားပြီးတော့အသက်ကိုကိုကြိုးစွန့်လာတယ်မဟုတ်ဘူးအသက်ကိုပါစွန့်ပြီးတော့ဒါကယ်ပေးနေတာဖြစ်တဲ့အတွက်ဒီလူတွေအကုန်လုံးကိုကျွန်တော်ဒီနေရာကနေ respect ပေးပါတယ်အဲကျေးဇူးလည်းရမ်းတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဟိုတလောတော့ကျွန်တော် Facebook မှာတွေ့လိုက်တယ်ပေါ့နော်ဝိညာဉ်တွေကိုဒါရှင်းပြပေးကြတယ်ပေါ့နော်အာဒါလည်းအပြစ်ပြောလို့မရပါဘူးခင်ဗျာဘာလို့ဆိုတော့သူနဲ့သူနဲ့ဆက်ဆက်မှုဆိုတာတယောက်နဲ့တယောက်ကမတူဘူးပေါ့နော်သူနဲ့သူနဲ့ဆက်ဆက်မှုရှိတယ်အဲ့ဆက်ဆက်မှုအရာသူတို့ ဖုန်ကြီးဝစ်ချင်တယ်အစင်ပြုပေးပါဆိုတော့လေဒါအိမ်မက်အရရတဲ့သူ connection ရတဲ့သူကလည်းဒါပြုပေးမှာပဲပေါ့နော်ဒါလည်းကောင်းတဲ့အလုပ်ကိုလုပ်တာပဲလေမကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာမှမဟုတ်တာအခုလည်းဒါတဘာဝဘေးအန္တရာယ်ဆိုတာဒီကျွန်တော်တို့ကဒါ AI နည်းပညာခင်မှာနေနေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးကခင်မိမှရမယ်လေတခုကိစ္စတစ်ခုဖြစ်လာတဲ့အခါတခြားလူကိုအပြစ်ဖို့ပြီးတော့အပြစ်ဝိုင်းပြောဖို့ဆိုတာမဖြစ်သင့်တော့တဲ့အချိန်ဖြစ်သွားပြီဒီအချိန်ကအာကျွန်တော်တို့ခင်မိတဲ့တိုင်းပြည်ခင်မိတဲ့ဟိုဘယ်လိုပြောရမလဲလောကကြီးထဲမှာနေနေတာဖြစ် ဖြစ်တဲ့အတွက်ဒါတွေကယုံနှန်းစကားတွေပါဒါပေမဲ့ဟိုမယုံလို့မရဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးကျွန်တော်မှစကပုံရှိရလေအာဈေးသုံးလဲမလွယ်နဲ့နောက်ပါလဲရှေးထုံးလဲမပင်နဲ့ဆိုတာရှိတာပေါ့နော်အဲ့တော့ရှေးထုံးလဲပယ်စရာမလိုဘူးဝိညာဉ်တွေကအဲဟိုကိုရင်ဝဲချင်တယ်ရဟန်းပြုချင်တယ်ဒါပြုပေးရမှာပဲဒါပြုပေးလို့ဒီငနေလောက်တယ်လို့တော့မဖြစ်နိုင်ပါဘူးဒါကတော့ကျွန်တော်လက်မခံဘူးဒီလိုမျိုးလဲအပြစ်ပြောစရာမလိုဘူးပေါ့နော်အခုဒီနေရာကနေ sharing နေ့တစ်ခုလုပ်ပေးချင်တာဗာလဲဆိုတော့ကျွန်တော်ဟိုလူငယ်တွေပေါ့နော်အားလုံးက အာဘယ်လိုပြောရမလဲဒီခစ်ကြီးထဲမှာပေါ့နော်ကျွန်တော်တို့ခင်မီတိုးတက်တဲ့အတွေးခေါ်တွေအယူဆရင်လည်းကျွန်တော်တို့ရှေ့ဆက်သွားရမယ်ကိစ္စတစ်ခုကြုံလာရင်အစအဆုံးကိုမသိဘဲနဲ့ဝိုင်းဆဲတာတွေဝိုင်းပြီးအပြစ်ပြောတာတွေဒါတွေကိုဒီနေ့ကစပြီးမလုတော့ဘဲနဲ့ကျွန်တော်တို့က solution ရှာရအောင်အဖြေရှာရအောင်ပေါ့အခုလောလောဆယ်ဆိုလို့ရှိရင်ဒါအာငလင်ပေးနဲ့ကြုံတွေ့နေရတယ်ဒီငလင်ပေးကိုလည်းဒါကျွန်တော်ကျွန်တော်အပါဝင်ပေါ့တခြားအမှုပညာရှင်တွေကအတတ်ပညာရှင်တွေရောအကုန်လုံးက ဟိုကိုကျင်းစာတရားအပြည့်နေပေါ့နော်ဝိုင်းဝန်းကူညီပေးနေကြတာပဲလေအဲ့လိုကူညီပေးနေကြတဲ့အချိန်မှာဟိုဘယ်လိုပြောရမလဲဘေးကနေပြီးတော့ထိုင်ပြီးတော့မဟုတ်တာတွေပြောနေမယ်မကောင်းတာတွေပြောနေမယ်ဆိုတော့အစာကိုရောဘာလေးလုတ်ပေးနိုင်မလဲဆိုတော့အတွေးလေးနဲ့လုတ်ပေးကြရင်ပိုမကောင်းလားလို့ကျွန်တော်ဒီနေရာကနေ sharing လုတ်ပေးချင်ပါတယ်ကျွန်တော်မှာအာဖန်လေးတယောက်ရှိတယ်ပေါ့နော်၄၅နှစ်ပဲရှိသေးတယ်အဲ့ညီမလေးဆိုလို့ရှိရင်သူ့ရဲ့မဟုတ်ဖိုးလေးစုပြီးတော့ငွေတစ်တောင်းကိုကျွန်တော်စီကိုရောက်အောင် ပို့ပေးတာပေါ့နော် ခါဒီရေဟိုဘယ်လိုပြောမလဲဒီငလင်ဘေးမှာထည့်ပေးဖို့အတွက်ဆိုပြီးတော့သူဖုန်းနဲ့လည်းအရင်ဆက်တယ်သူအမေကိုဆက်ခိုင်းတယ်ပြီးတော့အာဆက်ပြီးတော့ရတဲ့အခါမှာ KPN ကနေတစင်တာပို့ပေးတယ်ပေါ့နော်ဒီနေရာနေ respect ပေးပါတယ်အရင်နဲ့လေးစားပါတယ်ဒီကလေးရဲ့စိတ်ဓာတ်ကိုပေါ့နော်ကျွန်တော်လူငယ်တွေအကုန်လုံးကဒီလိုစိတ်ဓာတ်မျိုးလေးနဲ့ပဲကိုတစည်းတက်နိုင်ရင်တစည်းတကြက်တက်နိုင်ရင်တကြက်တထောင်တက်နိုင်ရင်တထောင်ဝိုင်းပြီးတော့ပန့်ပုံရင်းနဲ့ကျွန်တော်တို့အခုဖြစ်နေတဲ့ဒါသဘာဝဘေးရန်တွေကို ဘယ်လိုပြောရမလဲအကောင်းဆုံးကြော်ဖြတ်ရအောင်လို့ဒီနေရာနေ့ကျွန်တော် sharing လေးလုပ်ပေးပါစီခင်ဗျဒီမှာလေးပြောခဲ့သလိုပဲဒီနယ်တွေအကုန်လုံးကဒါကျွန်တော်ရဲ့နယ်တွေလို့ပြောလို့ရတယ်ဘာလို့ကျွန်တော်ရဲ့အိမ်လို့လည်းပြောလို့ရတယ်အခုဖြစ်သွားတဲ့နေပြည်တော်တက္ကုံပျော်ဝဲရမဲတဲ့မိထီလာကြောက်စဲမန္တလေးတရားဦးဒီနေရာတွေအကုန်လုံးကဒါကျွန်တော်ခြေမချခဲ့တဲ့နေရာမရှိတဲ့လောက်ကိုရှားရတယ်ဘောနော်အဲ့မှာရှိနေတဲ့မိဘဖြစ်သူတွေလည်းကျွန်တော်အရန်ချစ်ပေးကြတယ်သွားလိုက်လို့ရှိရင် ိုလိုတာမန်မိတ်ကက်ဆရာတယောက်ကိုဘယ်လိုပြောရမလဲမင်းသားတယောက်လိုပဲသူတို့ချစ်ပေးတာပေါ့နော်အဲ့ဒီအမြတ်တွေကိုဒီတမကပုံပြီးတော့တုံ့ပြန်ခြင်းနဲ့ကိုတုံ့ပြန်မဲ့အရာလေးရယ်ခိုးသွားပြီးတော့သူတို့ကိုပန့်ပုံမိမဲ့အရာလေးကသူတို့ဘဝကြီးခုဖြစ်သွားတဲ့အရာနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်တော့ဒါမပြောဖလာဘူးပေါ့နော်သို့တော့ကျွန်တော်ရဲ့မြတ်တာတွေကျွန်တော်ရဲ့နှွေထွေးမှုတွေကျွန်တော်အရာတော့ပေးပါမယ်လို့ ෆයිටේ බාලුනො.